ပါဗမစ်စမရကဟုံးဖီနီတဲ့ pregnancy series မှာကြိုဆိုပါရစေဒီဘက်က35ဘက်35 weeks တဲ့ကိုရောက်လာပြီပေါ့နော်အာဒီဘက်ထဲမှာဆောင်ရွက်ရှုံရံလေးတွေနဲ့တွေ့ကြုံရမယ့်ခက်စားချက်လေးတွေကလေးရဲ့ပြောင်းလဲမှုလေးတွေကိုမျှဝေသွားပါမယ်ဆိုတော့ဒီမှာဆိုလို့ရှိရင်34ဘက်နဲ့35ဘက်ပါပါသွားလာပြီလဲဆိုလို့ရှိရင်ကလေးရဲ့ကြီးထွားမှုပေါ့နော်ကလေးရဲ့ဒီချိန်မှာအနှင်းမြင့်ကြီးထွားမှုတွေရှိတယ်ချုပ်ကလေးက5ပေါင်ကျော်ကနေပြီးတော့ဒီချိန်မှာဆိုလို့ရှိရင်6ပေါင်ကျော်လောက်ကိုဖြစ်လာနေပြီပေါ့နော်ဆိုတော့36ဘက်လောက်ဆိုလို့ရှိရင်ဒါတော်တော်လေးကို6ပေါင်ကျော်နေပြီးတော့ ready ဖြစ်ဖို့အရက်ဆို အရက်ဆိုတာအရှည်ပေါ့နော်အရှည်ဆိုလို့ရှိရင်လည်းဒါပုံမှန် size ပေါ့20လက်မှ20လက်မှလောက်ကိုအရှည်ကိုအနေထားကိုရောက်ဖို့အတွက်ဖြစ်လာပြီပေါ့နော်အခုကဒီ34ဘက်နဲ့35ဘက်မှာပတ်ကွာလာလေ35ဘက်နဲ့36ဘက်အတွင်းမှာကျမတို့ဖားအိုးစက်သက်ကလည်းဆိုလို့ရှိရင် group B strap လို့ခေါ်တယ်အဲ့ဒါပါလဲဆိုကျမတို့ main မကိုပေါ့နော် main မကိုမှာကျမတို့ကပိုးကောင်အဟာပေါ့ရှိတယ်လေနော်ရှိတတ်တယ်ပိုးကောင်လေးရှိတတ်တယ် group B strap လို့ခေါ်တယ်ဆိုတော့အဲ့ဒီဟာကိုဆရာဝန်တွေကရှိလားမရှိလားဆိုတာကိုသူတို့ဒီဟာကို sensitive အနေနဲ့ cotton swab လေးနဲ့ပေါ့နော် cotton swab ဆိုတာဒီ တုတ်ချောင်းလေးပေါ့နော်မနာပါဘူးဆိုတော့အဲ့ဒါလေးနဲ့ကျမတို့ remain book ကိုသူကယူလိုက်မယ် swap လုပ်လိုက်မယ်ပေါ့နော်ဆိုတော့ကျမတို့ဟို covid တွေပါတယ်စစ်ဖူးတယ်လို့ဆိုသင်ပါမယ်အဲ့လိုပုံစံမျိုးလေး swap ပြုပေးသွားတော့ကျမတို့ bacteria အဲ့မှာရှိလားမရှိလားဆိုတာကိုသူတို့ကြည့်တယ်တကယ်လို့မရှိခဲ့ဆိုလို့ရှိရင်ကျမတို့ကလေးကိုမွေးလမ်းကြောင်းကနေပဲတမမွေးတဲ့အချိန်မှာမကူးဆောင်လို့ကျမတို့လိုအပ်တဲ့ကာကွယ်မှုတွေပေါ့နော်ဆိုတော့လုံးဝမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့ကဒီအချိန်မှာကျမတို့ဒီလိုမျိုးဆက်သက်ခြင်းဖြစ်တယ်ပေါ့နော်ကျွန်တော်ကတော့ကလေးရဲ့ပြောင်းလဲမှုကတော့အရှိတို့အကြီးအရွယ် size ကတော့သူတို့ဟိုဟာ ာနဲ့တိုင်လဲဆိုလို့ရှိရင်ဒီနှစ်သီလောက်ကိုကြီးထွားနေပြီပေါ့နော်မိဘအနေနဲ့ဆိုလို့ရှိရင်တော့ရှေ့တိုင်းရှေ့မှာဖြစ်တဲ့ခန်းစားချက်တွေနဲ့အတူတူပါပဲဒီတဲ့နည်းနည်းပိုဆိုးလာလေးတော့ရှိမှာဒါပေမဲ့တစ်ခုကောင်းလာကလေးကဖြည်းဖြည်းအောက်ကိုရောက်လာတဲ့အခါမှာကျမတို့အသက်ရှူချောင်းလာတာပေါ့နော်အမောတက်တာလားမျိုးလေးတွေရှိနိုင်တယ်ဟိုနာကျင်တာတို့ခါးလာတာတို့ပါတော့ကတော့အရင်မပြောက်တော့ဒါပေမဲ့ဒီရှင်ဘက်ရှင်ဘက်မှာလာပြီးွားတော့နော်ထမင်းမစားနိုင်အောင်ရှင်ပူရာမျိုးတွေတို့နော်အဲ့လိုမျိုးတွေကနေပြီးတော့တော်တော်လေးတက်တာလာနိုင်မယ်နောက်ကပိုပြီးွားတော့ထူကြတာကတော့ရှင် ပိုင်းမှာလည်းပြောခဲ့ပါတယ်အဖြူဆင်းတာပေါ့နော်အဖြူဆင်းတာကလည်းပို့ပြီးတော့ဆင်းတယ်ဒါပေမဲ့ဒီခါလေးကြောက်လို့ရှိရင်ဒီချိန်မှာအဲကျမတို့အဖြူဆိုရတဲ့အနီဆင်းတာပေါ့နော်ဟိုတွေးတွေးနေပါကြီးတွေးရတာခံတွေးရနိုင်တယ်ဒါပေမဲ့ဟိုစိုးရင်စီချင်ဦးနည်းနည်းပါးပါဟိုတွေးဆုံးတဲ့ပုံစံမျိုးလောက်ဆိုလို့ရှိရင်ဒါစိုးရင်စရာမရှိတွေးရတလဟောဆင်းတာမျိုးမဟုတ်ဘူးဆိုလို့ရှိရင်ဒါဒါ bloody show ပေါ့နော်အဲလိုမျိုးပုံစံမျိုးရှိနိုင်တယ်ဒါပြီးတော့နောက်မှာဟိုအဖြူဆင်းတဲ့ mucus plug mucus plug ဆိုတာကြောင့်ကျမတို့နောက်ပိုင်းကြာရင်လည်းဆက်ပြီးတော့ပြောပါမယ်နောက်ပတ်ထဲမှာကိုဝင်ဆောင်ဟိုပေါ့မိဖွားဖို့အတွက်နေဆက်လာတဲ့ခြေ အချိန်မှာဘယ်လို science တွေကိုကျွန်တော်တို့ကြည့်ရမလဲဆိုတာကိုအားကျွန်တော်ပြောပြသွားမယ်နောက်ပထမအာ mucus plug ကဖြည်းဖြည်းချင်းနဲ့ပြုတ်ကျလာတာမျိုးလေးရှိမယ်အာလုံးဝအောက်ကိုဆင်းလာတာမျိုးလေးရှိတယ်ဒါအသားလုံးပေါ့နော်အသားလုံးပုံစံမျိုးလေးနဲ့တွေ့ရတယ်ပြောပြောပေါ့အဖြူဆင်းလာအောင်ခဲလိုက်ပေါ့နော်လိုပုံစံမျိုးလေးနဲ့တွေ့ရတာမျိုးလေးလည်းရှိတယ်ဆိုတော့အဲ့ဒါမကြောက်ပါနဲ့ဒါကလေးမွေးဖို့တော်တော်လေးနေနေပြီဆိုတာကိုပြပါတယ်ပေါ့နော်အာနောက်ထပ်တခြား35ဘက်မှာပြောင်းလဲမှုဖြစ်စင်တာတော့ကျွန်တော်တို့အာထွေထူးရှိဘူးဒီအဓိကကတော့ ော့ကလေး preterm labor ပေါ့နော်ဟိုစောစော ကလေးကရောက်လာတော့မှလားဆိုတော့ခုနပြောတဲ့ mucus plug တွေကျမတို့ဘောင်မီမှာတွေးရသလားနောက်တစ်ခါတွေးစသွေးနာလေးတွေးသလားနောက်ခါရေမွှာပေါက်သလားဒါလေးတွေပေါ့နော်ဆိုတော့အဲ့ဒါလေးတွေကိုကျမတို့ကြည့်ရမယ်เนาะဆိုတော့နောက်ဘက်မှာကျမတို့ဘယ်လိုမျိုး contraction ကိုတိုင်းတမလဲလို့ပါတော့ပေါ့နော်အဲ့လေးတွေကိုကျမပြောပြမယ်အခုကဒီချိန်မှာအကောင်းဆုံးเนาะကိုယ့်ရဲ့စီးရုံသွားမဲ့ bag ပေါ့ hospital bag ကိုပြင်ဆင်ထားပါအစိုးရကပြင်ဆင်ထားဖို့ကျမကျမပြောဖို့ပါတယ်ပေါ့နော်နောက်တစ်ခုကကိုယ်ဝန်ဆောင်ခေါင်းလေးเนาะကိုယ်ဝန်ဆောင်ခေါင်းဆိုတာတဲ့ဟိုလှဲအိတ်ရတာကျမတို့ဘယ်ဘက်ကိုပဲလှဲအိတ်ရတော့တယ်ဒါလို့ bullet အဲ့လိုမျိုးတော်လေးခက်ခဲတယ်ပလတ်မအိတ်စီချင်တော့ဘူးပေါ့နော်ဆိုတဲ့အခါမျိုးမှာကျမတို့ကဒီခေါင်းလေးနဲ့ခုပြီးသွားတော့ဘယ်ဘက်တစ်တစ်ဖက်ထဲကိုပဲဆောင်းပြီးတော့အိတ်ဖို့တော့အကျံပြုချင်တယ်ဆိုတော့နေ့လည်ပဲဆိုလို့ရှိရင်တော့ကျမတို့ stretch လုပ်မယ်ဆိုတော့တစ်ဖက်ထဲကိုဆောင်းပြီးတော့အိတ်ရတဲ့အခါမှာအရင်ပဲတင်မားတွေနားတယ်ပေါ့နော်ကျမကိုယ်တိုင်လည်းဆိုတော့ကျမတို့ကနေ့လည်ပဲမှာချက်နိုင်လို့ရှိရင်ကိုယ်ဝန်ဆောင်မွေးဖွားဖို့အတွက်လွယ်ဖို့အတွက်လည်းအပါတယ်ကျမတို့ stretch လုပ်လို့ရတယ်ဘယ်လို stretch လုပ်လို့ရလဲဆိုလို့ရှိရင် negative ရှိတယ်လေနော် negative ကိုခြေထောက်နဲ့နှစ်ထစ်လောက်ကိုခြေထောက်ကို မလိုက်ပြီးွားတော့အဲ့လိုမျိုးရှေ့ဦးရှေ့တိုးနောက်ဆုံးပေါ့နော်အဲ့လိုမျိုး stretch လုပ်ပေးရအောင်မျိုးလုပ်လို့ရတယ်ပေါ့โอเคအဆောလို့ရှိရင်ဒီဘက်တော့ညဝင်မှုကတလောက်ပါပဲနောက်ဘက်36ဘက်မှာဟာနောက်ခုနကပြောလို့မျိုးကလေးစပြီးတော့မွေးတော့မယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးကြုံတွေ့ရမလဲဆိုတဲ့လက္ခဏာလေးမျိုးပြောတော့ပါမယ်